တနင်္ဂနွေသားသမီးကျွန်တော်ရဲ့မိစေများအလုံးမင်္ဂလာပါနော်တနင်္ဂနွေသားသမီးများ၄ရက်10လ2025နေပြီးတော့10ရက်10လ2025အထိတပတ်တာကာလမှာတွေ့ကြုံရမယ့်ကံကြမ္မာအဆိုးကောင်းများတွေဒါဒုက္ခကြေပွင့်တဲတော်နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီဟောသရန်အစီအစဉ်လေးဟာပတ်စဉ်တောက်ကြံနေညနေ6နာရီဆိုရင်ပုံမှန်တင်ပြနေကြဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်ပထမဆုံး အဓိကတော့ငွေကြေးနဲ့ပတ်သက်တဲ့အကန့်ကြမှာပြောကြင်တာပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ကံတရာကောင်းတယ်။နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကံတရားမှာဆိုရင်တော့သူကကျဲပွင့်နှစ်ပွင့်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။အဲကျဲပွင့်လေးနှစ်ပွင့်ပေါ့နော်ကျဲပွင့်ဆိုတာတော့ကျွန်တော်တဲတော့ကတ်ဒီမှာအောင်မြင်ခြင်းလို့အတိဘယ်ဖွင့်ဆိုတဲ့နမိတ်ဖြစ်ပါတယ်။အောင်မြင်ခြင်းပေါ့နော်အဲ့ဒီအောင်မြင်ခြင်းကဘယ်နေရာမှာရှိနေလဲဆိုရင်သူကရှေကနန်းကို တုံးလုံးလှဲထားတဲ့ infinity ရဲ့သင်္ကေတနမိတ်ထဲမှာ ရှိနေတဲ့နမိတ်ဖြစ်ပါလေ infinity ကိုအနန္တတကောတိဋ္ဌိစဝိုင်းပေါ့နော်ဒီကတော့အနိုင်စာမဲ့တာပေါ့အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်အဓိကတော့ဒီကာလတွေမှာပေါ့ငွေကြေးနဲ့ပတ်သက်တဲ့ကံသာတာတွေတော်တော်လေးကောင်းမွန်မဲ့ကံသာတာမျိုးရှိပါလေနောက်ကိုမျောလင့်ထားတဲ့အခြေအနေတဲ့အများကြီးပုံမို့ပြီးတော့ကောင်းမွန်ဖို့တိုးတက်ဖို့ရှိတယ်ငွေကြေးနဲ့ပတ်သက်တဲ့ အခြေအနေတွေငွေချင်းနဲ့ပတ်သက်တဲ့ကံတရားတွေအများကြီးတိုးတက်ကောင်းမွန်လာမယ်ကံသာတာမျိုးရှိတယ်။အဖက်ဘက်ကနေပြီးတော့အစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကိုရရှိနိုင်တဲ့ကံတရားပါပဲ။အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်အကြံပေးချင်တာကတော့ဗောနော်ဒီကာလမှာငွေချင်းနဲ့ပတ်သက်ပြီးတော့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေမျှော်လင့်ချက်တွေကိုကြီးကြီးမားမားလေးထားသင့်ပါတယ်။ဟောနည်းနည်းလေးအစဉ်ပြေရင်ဒါလေးအစဉ်ပြေရင်ကောင်းပါပဲ။ ရာလေးအစဉ်ပြေရင်ကောင်းမှာပဲအဲ့လောက်ကလေးမဟုတ်ပဲနဲ့ကိုယ့်ရဲ့စိတ်နှလုံးသားထဲမှာပေါ့နော်ငွေချင်းနဲ့ပတ်သက်ပြီးတော့အင်မတန်မှမဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေအားစာထားတဲ့ကံတရားမျိုးဖြစ်ပါလေအယောင်ဝယ်တွေကောင်းမယ်နောက်စီးပွားရေးလုပ်ငန်းတွေကောင်းမယ်နောက်ကိုယ်ရောကိုယ်ဝယ်လုပ်ငန်းတွေပတ်သက်တာတွေအောင်မြင်မယ်နောက်ကာလကြာကြီးထင်းကုန်နေတဲ့ကြံ့ကြာနေတဲ့ရောင်းရေးဝယ်တာကိစ္စတွေတောင်မှအဆင်ပြေသွားနိုင်တဲ့ကံတရားမျိုးရှိပါတယ် ခွာရင်ရောင်းဖို့လုပ်နေတယ်ခြံရောင်းဖို့လုပ်နေတယ်မြေရောင်းဖို့လုပ်နေတယ်ဗောနော်အဲ့လိုမျိုးရောင်းမထွက်တဲ့ကိစ္စတွေရောင်းထွက်သွားမဲ့ကံစားတာမျိုးရှိတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒါထင့်ငော့အကြံကြပိတ်ဆို့နေတဲ့အရာတွေအလုံးပြေလည်သွားနိုင်တဲ့ကံစားတာမျိုးရှိပါတယ်ဒါကြောင့်ငွေကြေးနဲ့ပတ်သက်ရင်တော့ကံစားတာတော်တော်လေးကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်နံပါတ်1ကတော့ကျမ်းမာရေးဗောနော်တနင်္ဂနွေသားသမီးတွေကျမ်းမာရေးကံစားတာတော်တော်လေးကောင်းပါတယ် ဝိဇ္ဇာမတကဲ့သို့နတ်မတကဲ့သို့ကျမ်းမာရေးတွေပြန်လည်ပြီးတော့ကောင်းမွန်နိုင်တဲ့ကံတရားပါ။အာတချို့ကျမ်းမာရေးတွေဆိုရင် ဆေးရုံစည်းကမ်းသွားစရာမလိုဘဲနဲ့ပျောက်ကင်းသွားတတ်ပါလား။နောက်ဒီချိန်မှာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကံတရားနှိမ်ပါနေတဲ့ညံ့နေတဲ့ယောဂတစ်ခုတစ်ခုဖြစ်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်ဆေးရုံစည်းကမ်းသွားတာလဲသွားတာပေါ့နော်။ကျွန်တော်တို့ဘာသာရေးလှုပ်ပြီးတော့ဖရာတရားလှုပ်တွေလှုပ်ရင်းနဲ့ တစ္ဆာတွေဆိုလိုက်ပါအဋိဋ္ဌံတွေပြုလိုက်ပါ ကျမကြီးဟာတိတိတသာ ပုံမူပြီးတော့ကောင်းမွန်သွားနိုင်တဲ့ကံတရားမျိုးရှိပါတယ်နံပါတ်3ချက်ကတော့အလုတ်ပါနော်အလုတ်နဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးတွေအတွက်ကြလာတဲ့နမိတ်ကကြတော့မျောစင်တဲ့နမိတ်ကြတာပါနော်မျောစင်နမိတ်ကကြတော့ဒါနည်းနည်းလေးညံ့တဲ့ကံတရားပါအဲ့တော့မမျောလိမ့်မနဲ့အလုတ်ကနေပြီးတော့ထွက်မိလိုက်တာပါ အလုတ်ဂိုင်းလေးမှာနည်းနည်းအခက်အခဲလေးတွေကြုံရတတ်တယ်အလုတ်ကိုအကြောင်းပြုပြီးတော့နည်းနည်းလေးစိတ်ညစ်ရတတ်တယ်အလုတ်လုံးကျင်သိမရှိတာတို့အလုတ်မသွားကျင်တာတို့အလုတ်သွားကန်နေဆိုရင်အီးလေးဆွဲနေတာတို့အဲဒီကလာမှာအလုတ်နဲ့ပတ်သက်ရင်တော့နည်းနည်းလေးစိတ်ညစ်ရတတ်တယ်အလုတ်ကိုသွားကျင်သိမရှိဖြစ်နေတတ်တယ်နောက်တစ်ခုကသွားကျင်သိမရှိတဲ့အကြောင်းတရားတွေလည်းပဲတနင်္ဂနွေသားသမီးတွေတွေရှိနေတတ်ပါတယ်အဲ့ဒါဘာလဲဆိုတော့အလုတ်မှာအထက်လူကြီးနဲ့မမျှော်လင့်မဲနဲ့ အဆင်မပြေဖြစ်တတ်တာပေါ့အထက်လူကြီးကကိုယ်ကိုမဲနေတာမျိုးကြုံရတတ်တာပေါ့အာအထက်လူကြီးကကိုယ်ကိုပြတ်မှတ်ထားပြီးတော့တိုက်ခိုက်နေတာမျိုးတွေကြုံရတတ်တယ်အထက်လူကြီးနဲ့ကိုယ်နဲ့မျက်နှာကြော မတည့်သလိုဖြစ်နေတာမျိုးတွေကြုံရတတ်တယ်အဲ့တော့အထက်လူကြီးနဲ့ကိုယ်နဲ့ကုမ္ပဏီဝန်ထမ်းတွေဆိုရင်လည်းကိုယ့်ရဲ့အထက်အရာရှိနဲ့အစိုးရဝန်ထမ်းတွေဆိုရင်လည်းအထက်လူကြီးနဲ့မမျှော်လင့်မဲနဲ့အဆင်မပြေမှုလေးတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါမှမဟုတ်အလုံးမှာအဆင်မပြေဖြစ်တဲ့ အလုံးလုံးချင်းစိတ်တွေမရှိဖြစ်တဲ့အလုံးကနေပြီးတော့ရုတ်တရက်စိတ်လိုက်မှန်ပါနဲ့ထွက်လိုက်တာမျိုးတွေဖြစ်တတ်ပါတယ်အလုံးကနေပြီးတော့စိတ်လိုက်မှန်ပါထွက်ပြီးတော့မှကိုယ်မှာအလုံးမရှိအကင်မရှိတွေဖြစ်မယ်ငါအလုံးထွက်လိုက်တာမှားတယ်ပေါ့နော်အဲ့လိုမျိုးခံစားချက်တွေပေါ်ပေါက်လာတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့အကောင်းဆုံးအကြံပေးချင်တာတော့တနင်္ဂနွေသားသမီးတွေကအလုံးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးတည်ငြိမ်ခံပြီးတော့စူးစမ်းအထောက်လောက်ကင်ဆောင်ရွက်တဲ့ကံတရားမျိုးရှိပါတယ် ။နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးငွေကုန်ကြီးကြများတာလေးတွေလည်းဖြစ်တတ်ပါတယ်။နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံတရာတွေကတော့တော်တော်လေးကောင်းပါလူကြည့်လူကြည့်များမယ်ပေါင်းစင်းဆက်ဆံရေးတွေအဆင်ပြေမယ်လူအများကြီးချစ်ခင်မှု လေးစားမှုကိုလွယ်လွယ်ကူကူနဲ့ရနိုင်တဲ့ကံတရာမျိုးရှိပါတယ်။နောက်ကျမ်းမာရေးကိုအကြောင်းပြုပြီးတော့ပညာရေးကိစ္စတွေမှာနှောင့်နှေးကြံ့ကြာမှုလေးတွေဖြစ်တတ်ပါတယ်။အိမ်တွင်းအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကံတရာအခြေအနေနဲ့ပတ်သက်တဲ့ကံတရာတွေကတော့ ပင်ကိုတဘာဝအားဖြင့်ကောင်းမွန်တဲ့ကံတရားပါ အခြေအနေပတ်သက်ရင်ကံစားတာကောင်းတယ်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ตาရချမ်းမြေ့ဒါပေမဲ့ကိုယ့်ရဲ့စိတ်ကကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာအာစိတ်ထဲမှာတန်တရားတွေဝင်နေတယ်ဝင်နေတဲ့အတွက်သူဖြစ်တာမဟုတ်ဘူးเนาะကိုဖြစ်တာကိုကတန်တရားတွေဝင်နေတဲ့အတွက်အခြေအနေတွေမှာမမျော်လင့်မဲနဲ့အဆင်မပြေမှုလေးတွေကြုံရတတ်ပါတယ် ဒါတနင်္ဂနွေသားသမီးတွေအတွက်တပတ်တာကာလမှာကြုံတွေ့ရမယ့်ကံကြမ္မာအဆိုးကောင်းနေပါเนาะအဲ့တော့၄ရက်ဆယ်လ2025နေပြီးတော့ကျွန်တော်တို့၁၀ရက်ဆယ်လ2025အတွင်းကံတရားမျိုးဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အယောင်လေးတွေရှိပါတယ်နံပါတ်၁ကအနီရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်။နောက်ထီတော့တာတွေ၊ကန်သမဲထိုးတာတွေကိုဝါသနာပါတဲ့တနင်္ဂနွေသားသမီးတွေဆိုရင် 6စာတည်ဆုံးတော့เนาะတည်စာ6စုံလို့စလေနံပါတ်၄ချပြီးတော့ထိုးတင်ပါလေ။နောက်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုအုံနို့ခေါဆွဲတပွဲကတ်လူပူဇော်ပြီးတော့ဆုတောင်းရမယ်။အဲဆိုရင်တနင်္ဂနွေသားသမီးတွေကျုံးတရမယ်မကောင်းတဲ့ကံသာတာအညံ့ခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိသွားစေမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကြမ်းမစိတ်ချမ်းသာလိုရာဆန္ဒပြေဆုံးပါစေလို့အယူတော်မင်္ဂလာချမ်းဂမုံအဋိဌံအောင်မြေရနေပြီးတော့ဆုတောင်းမြတ်တာများ အားလုံးကိုလှိုက်လိုက်လဲလဲပို့တလိုက်ပါတယ်တရဏသာသမီကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါတရဏသာသမီများအတွက်ပေါ့နော်၄ရက်၁၀လ2025ခုနှစ်ကနေပြီးတော့10ရက်10လ2025အထိပေါ့နော်တပတ်တာကာလမှာတွေ့ကြုံရမယ့်ကံကြမ္မာဆိုးကောင်းများအတွက်ဒုက္ခကြေဝင်တဲတော့နမိတ်ကိုတဲတော့ကခုနှစ်ကပ်ချပြီးတော့ကံကြမ္မာဖတ်ကြပြီးမှဖြစ်ပါတယ်အဲ့တော့ ဒါကျွန်တော်တို့ဘတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်တင်ပြနေကြဖြစ်ပါတယ်เนาะအဲ့တော့ဒိဋ္ဌသာသမိတွေအတွက်ပထမဆုံးကြလာတဲ့တေရနမိဟာဆိုရင်တော့ queen ဆိုတာခွက်ဘယင်မဆိုတဲ့သင်္ကေတနမိဖြစ်ပါတယ်ဘယင်မတစ်ပါးကမော်မီယံကိုခြင်ထားတယ်သင်္ကေတနမိပါအဲ့တော့ဒီကာလတွေမှာဒိဋ္ဌသာသမိတွေအတွက်အလုံးနဲ့ပတ်သက်ရင်အိဗရာမကံသာတာကောင်းမဲ့အချိန်ကာလဖြစ်ပါတယ်အလုပ်ကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရမယ် အလုတ်တွေအောင်မြင်မှုရမယ်။နောက်အလုတ်မှာနာမည်ကုန်သတင်းတွေကြော်ကြားနိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အလုတ်မှာယာတုတိုးခြင်းတွေနောက်လစာတိုးခြင်းတွေနောက်နေရာကောင်းရခြင်းတွေလည်းကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲ့တော့အလုတ်နဲ့ပတ်သက်ရင်တော့တင်းလာသားသမီးများအတွက်အင်မတန်မှကောင်းသောနမိတ်ပါ။ကိုပိုင်စီးပွားရေးလုပ်ငန်းတွေလုပ်ကင်နေတဲ့တင်းလာသားသမီးတွေအတွက်ဆိုရင် လက်ရှိလုပ်ကင်နေတဲ့စီးပွားရေးလုပ်ငန်းတွေကိုတောချဲ့ပြီးတော့လုပ်ကင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ ။နောက်အယောင်းဝင်တဲ့ပတ်သက်တဲ့လုပ်ငန်းတွေထူးထူးခြားခြားအောင်မြင်မှုရတတ်တယ်။နောက်ဆရာဝန်ဆရာမပေါ့နော်ဆေးုံဆေးကန်းကိစ္စတွေမှာထူးထူးခြားခြားတိတိတတ်တာအကျိုးပေးပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်တင်းနာသားသမီးတွေရဲ့ကံတရားမှာလှုပ်ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်လားလို့ကျေစင်းသားနေရတဲ့ကိစ္စတွေရှိတယ်တွေးဝေနေတဲ့ကိစ္စတွေရှိတယ်ဆိုရင်လုတ်ကိုလုတ်တင်ပါလေလုတ်တဲ့အတွက်လည်းပဲအင်မတန်မှာ ဒါအကျိုးအမြတ်ဖြစ်ထွန်းတတ်တဲ့အချိန်ကာလဖြစ်ပါတယ်နော်နံပါတ်1ကဒရင်လာသားသမီးတွေရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတာမှာတော့နည်းနည်းလေးပြောစရာရှိပါတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်မောလူမောဖြစ်ရတတ်တယ်အဲ့တော့ငွေကုန်ကြေးကြလေးတွေမမျှော်လင့်မဲ့နဲ့များနေတာမျိုးတွေဖြစ်တတ်တယ်မလိုလားပဲနဲ့ငွေကုန်ကြေးကြများနေတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ရစရာကြီးတဲ့ငွေတွေချော့ချော့မောမောမဖြစ်တတ်ဘူး နောက်ပေးစရာကြီးတဲ့ငွေတွေရာလည်းပဲအပူတစ်ပြင်းဖြစ်လာတတ်တယ်။အဲ့တော့ငွေကြေးကိုအကြောင်းပြုပြီးတော့တော်တော်လေးစိတ်မောလူမောဖြစ်ရတတ်တယ်။ငွေကြေးကိုအကြောင်းပြုပြီးတော့အင်မတန်မှစိတ်ဓာတ်ကြစရာအခြေအနေမျိုးလေးတွေတော့ကြုံရတတ်တာပေါ့နော်။ပတ်သက်နေမရဘူးလားဆိုတော့ရတယ်။အလုပ်တွေမောင်းမြင်းလားဆိုတော့လည်းအောင်မြင်တယ်။အဖက်ဖက်ကနေပြီးတော့အဆင်မပြေဘူးလားဆိုတော့လည်းပြေးတယ်။ဒါပေမဲ့လက်ထဲမှာပတ်သက်ပြစရာရှိလားဆိုတော့ပြစရာမရှိဖြစ်တတ်ပါလား။ အဲ့တော့တင်းလာသားသမီးတွေအတွက်နံပါတ်1သတိထားမယ့်ကိစ္စကတော့ငွေကျင်းနဲ့ပတ်သက်ရင်အဝင်လေးတွေအထွက်ကလေးတွေငွေကုန်ကြေးကျလေးတွေနည်းနည်းသတိထားသင့်တယ်ပေါ့နော်နံပါတ်1ကဒီကလာမှာတင်းနာသားသမီးတွေအတွက်ဆွေမျိုးသားချင်းများနဲ့ရုပ်တရက်မမျှော်လင့်မဲနဲ့ကောက်ခံငင်ခံနဲ့စကားများရခြင်းတွေကြုံရတတ်တယ်။အတိုက်ခံဖြစ်ခြင်းတွေကြုံရတတ်တယ်။ဆွေမျိုးသားချင်းတွေနဲ့ကိုယ်နဲ့ကြားထဲမှာပြောရမယ့်ကိစ္စတွေ အပေးယူကဏ္ဍတွေမှာဆိုရင်နည်းနည်းလေးသတိထားပြီးတော့ဆောင်ရွက်သင့်တယ်လို့အကြံဉာဏ်ပေးတင်ပါမယ်။နံပါတ်3ကတော့လူမှုရေးနဲ့ပတ်သက်တဲ့ကံစားတာတဲ့။လူမှုရေးနဲ့ပတ်သက်တဲ့ကံစားတာကတော့ဆေးရထားနှမိတ်ပေါ့နော်။အဲတော့လူမှုရေးမှာမမျှော်လင့်မဲနဲ့အခက်အခဲလေးတွေကြုံရတတ်တယ်။အတိုက်ခံလေးတွေဖြစ်တတ်တယ်။အလိုလိုနေနဲ့ကိုယ်လာပြီးတော့ပြောဆိုတာဆွဆွဲတာပုတ်ခတ်တာအတင်းပြောတာအဲ့လိုမျိုးလေးတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါလား။ နောက်တစ်ခုကကျွန်တော်တို့ဒီကျမ်းမာရေးဘိုင်းမှာကြတော့ဒရနာသာသမီတွေအတွက်အင်မတန်မှကောင်းမှကျမ်းမာရေးညံ့နေတော့မှကျမ်းမာရေးကပြန်လည်ပြီးတော့ကောင်းမွန်နိုင်တဲ့ကံတရားပါကျမ်းမာရေးကံတရားကောင်းတယ်အဖက်ဖက်ကနေပြီးတော့ကျမ်းကျမ်းမာမှာအဆင်ပြေပြေဖြစ်မယ်ကိုယ့်ရဲ့စေုံစေကံကိစ္စတွေထူးထူးခြားခြားအောင်မြင်မယ်ကိုမိသားစုထဲမှာကျမ်းမာရေးညံ့နေတဲ့တင်းလာသာသမီတွေကျမ်းမာရေးပြန်လည်ပြီးတော့ကောင်းမွန်တဲ့တဲ့တင်းစကားတွေပြန်ပြီးတော့ကြားတတ်ပါတယ် ။နောက်ပညာရေးကဏ္ဍတွေမှာတော့နည်းနည်းလေးပြောပြရစီတာပေါ့နော်။ကိုကိုတိုင်ကပညာရေးကိုစိတ်မဝင်စားတကယ်တော့ဖြစ်နေတတ်တယ်။ဆောင်းမဖြစ်ကနေကြမှာစိတ်လေနေတာမျိုးတွေကြုံရတတ်တယ်။အဲ့ဒါလေးတွေသတိထားပါပေါ့နော်။နောက်အခြေအနေနဲ့ပတ်သက်ရင်တော့ဘုသောဖုန်ကြီးနမိတ်ပေါ့။ဖုန်ကြီးကတော့အင်မတန်မှကောင်းသောနမိတ်ဖြစ်ပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်။ ။နောက်အခြေအနေနဲ့ပတ်သက်ပြီးတော့အကြံစီတွေအောင်မြင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကိုယ့်ရဲ့အခြေအနေနဲ့ပတ်သက်တဲ့အကြံစီနောက်အိမ်တော်ရေးနဲ့ပတ်သက်တဲ့အကြံစီတွေမှာမိဘဆရာသမားလိုပုဂ္ဂိုလ်တွေဟာကိုညီပံ့ပိုးပေးတာမျိုးလေးတွေကြုံရတတ်ပါတယ်။အဲ့တော့အားလုံးကိုခြုံငုံသုံးသပ်ရရင်တော့အလုံးနဲ့ပတ်သက်တဲ့ကံစားတာတွေအထူးကောင်းမွန်တတ်တယ်။ငွေကုန်ကြီးကြများတာလေးတွေတော့နည်းနည်းသတိထားဖို့လိုအပ်ပါတယ်။အဲ့တော့ဒီနာသာသမီတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်လေးတွေကတော့အနီရောင်နဲ့ညီညိုရောင်နဲ့ကောင်းပါလေ နောက်ထီရောတာတွေနော်ဝါသနာပါတဲ့တနင်္လာသားသမီးတွေဆိုရင်3စာ1ဆုံးတော့1စာ3ဆုံးတော့စတဲ့နံပါတ်2ရှားပြီးတော့ကန်ဆန်းတင်ပါလေ။နောက်မြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးကိုစပယ်ပန်း၈ကုန်းပေါ့နော်ကလူပူဇော်ပြီးတော့ဆူတောင်းပါတနင်္လာသားသမီးတွေဂျုံတွေ့ရတယ်မကောင်းတဲ့ကံတရားအညံ့ခိုက်တွေကင်းစင်ပြပြပြီးတော့ကောင်းကျိုးချမ်းသာရရှိတည်မှာဖြစ်ပါလေ။ တနင်္လာသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းနဲ့ကိုကြီးချမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလိုရာဆန္ဒတလုံးတော်ဝတဲ့ရရှိနိုင်ပါစေကျန်နေအောင်လို့ဆောင်းနှံ့ညွှန်ကြပါစေလို့အယူတော်မင်္ဂလာအချမ်းကြီးဂမုံအတိတ်ထံအောင်မြင်ရနေပြီးတော့အလေးနဲ့စူတောင်းမြတ်တာပို့တာလိုက်ပါပဲ